ဘူလီဆိုတဲ့ PS2 ခေတ်မှာတည်းကတအားကိုအောင်မြင်ခဲ့တဲ့ចောင်းသားလူမိုက်ဂိမ်းကိုဒီဗီဒီယိုချင်းကြားသူတွေနာမည်ကြားတဲ့ဝင်နေသိကြမယ်လို့ထင်ပါတယ်။ Rockstar ရဲ့ဒုတိယဂိမ်းထွက်သင့်ပေမဲ့မထွက်သေးတဲ့ Masterpiece တစ်ခုဆိုရင်လည်းမမှားပါဘူး။ကျွန်တော်ဒီဗီဒီယိုလုပ်နေချိန်မှာပဲ Hfield High Rock the School ဆိုတဲ့ ဘူလီကလုံးဂိမ်းတစ်ခုရဲ့ story trailer ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ quality ကတော့အဲ့လောက်မကောင်းတဲ့အတွက်ကျွန်တော်သက်သက်ဗီဒီယိုတော့မလုပ်တော့ပါဘူး။အမေကအိမ်မှာဘူလီရှိတယ်လေလို့ပြောတဲ့အရေးသွေးမျိုးဆိုတော့ကြည့်ထားပါတော့လက်ရှိအချိန်မှာတော့ဘူလီကို mobile မှာလည်း anniversary edition ဆိုပြီးတော့ပြန်ထုတ်ပေးထားတဲ့အတွက်ဘယ်သူမှစိုးပြီးအောင်မစော်ဘူးသိရင်သွားစော်တင်ပါတယ်။ ခုချိန်ထိအောင်ဟောင်းမွေမဲ့ကောင်းနေသေးတဲ့ဂိမ်းတစ်ခုပါပဲကျွန်တော်လည်းနှစ်အနည်းငယ်ကြာတိုင်းတစ်ခါလောက်ပြန်ပြန်ဆော့ပြပါတယ်အမေရိကန်မှာကြောင်းထက်ခဲ့ရတာမဟုတ်ပေမဲ့ကြောင်းသားဘဝကိုလွမ်းမောမိတာရဲ့လွမ်းမောရဲ့သချင်းလိုမျိုးအဲ့ဒီဂိမ်းထွက်တုန်းကကိုယ့်ရဲ့စားချိန်မှာဝင်စားအိတ်ချိန်မှာဝင်အိတ်ကိုပိုင်ဂိမ်းဆက်မရှိခဲ့ပေမဲ့လည်းရတဲ့မုံမိုးလေးတွေနဲ့ဂိမ်းဆိုင်မှာရသလောက်သွားဆော့ခဲ့ရတဲ့အတိတ်ကဇလန်းလေးတွေကိုတန်လဲသတိရစေတဲ့ nostalgic feeling အပြည့်အဝပြန်ပေးနေတာကို အတန်းတက်ရတာတွေသူများတွေကိုလိုက်ဘူးလီလုပ်ပြီးတော့မိုက်ပုံးတွေထဲဝင်ပုန်းရတာတွေပိတ်ရက်မှာကြောင်းပြင်ထွက်ပြီးတော့ကောင်မလေးနဲ့ရှောက်လဲခဲ့ရတာတွေနဲ့ကျွန်တော်ဒီမှာအကုန်ထည့်ပြောရင်ဗီဒီယိုကတော်တော်လေးရှည်သွားမှဖြစ်တဲ့အတွက်မပြောတော့ပါဘူးဒါပေမဲ့ဒီကိန်းကိုတရက်လောက်တော့ပြန် stream ပြီးတော့ထပ်ပြောကြင်ပါသေးတယ်ကြည့်ကျင်နေဆိုရင်ကမန်မရေးသွားကြပါအောင်အားရုံလုံး like လုပ်ပြီးသွားကြအောင်နော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုကတော့ခေါင်းစင်မှာရေးထားတဲ့အတိုင်းဘူလီကိုမှ multiplayer version လုပ်ထားတဲ့ mod တစ်ခုအကြောင်းဖြစ်ပါတယ်တစ်ချက်ကြည့်လိုက်ကြရအောင် ဘူလီ online ဟာ rockstar က official မဟုတ်ဘဲနဲ့ SWEGTA ဆိုတဲ့ youtuber တယောက်ရဲ့ team ကဖန်တီးထားတဲ့ mod တစ်ခုပဲဖြစ်ပါတယ်။အရှင်းဆုံးနှိုင်းရှင်ပြရရင်တော့အခုလူတိုင်းသိပြီးသားဖြစ်တဲ့ GTA 5 online နဲ့တူတာပေါ့။ဒါပေမဲ့ official GTA 5 online ဆိုတာထက် role play server တွေနဲ့ပိုတူပါတယ်။ single player ဘူလီထဲမှာပါခဲ့တဲ့ buy one ထိုးတာတွေအဖွဲလိုက်ထိုးတာတွေစကိတ်စီးတာတွေကားမောင်းတာတွေအစရှိတာတွေပေါ့ပြီးတော့ဈေးချင်းတိုင်ပွဲ gold cup တိုင်ပွဲတွေအပြင် red wars လို့ခေါ်တဲ့ player တွေကကြွတ်ပုံစံပြောင်းသွားပြီးတော့ Call of Duty Team Deathmatch လိုမျိုးပြည့်ရခက်ရတဲ့ mode လဲပါပါသေးတယ်ပြီးတော့ inventory system တခုလဲပါသလို GTA Role Play Server တွေမှာလိုပဲကိုကပတ်စံစုပြီးတော့ဝယ်ထားတဲ့ကားကိုတော့ခတ်ပြီးတော့ပိတ်ထားရမျိုးလဲလုပ်လို့ရပါတယ် proximity chat လဲပါလာမယ်လို့သိရပါတယ်အနာကလူတွေနဲ့ voice chat နဲ့ပြောလို့ရတာပေါ့ပြီးတော့ GTA 5 San Andreas တဲကလိုပဲ vice စာတာရင်ငတ်တာအပေါ့သွားကျင်တာအိတ်ချင်တာတွေပမာဖြစ်ပေမဲ့ survival ကနေတခုလို့အရင်ကြီး serious မဟုတ်ဘဲနဲ့အဲ့ဒါတွေကိုအားလုံးဖြည့်ထားရင် buff ရတဲ့ပုံစံမျိုးပေါ့အမိုက်ပုံးတွေကိုလည်း player အချင်းချင်းပစ္စည်းထည့်ပြီးတော့ထိတ်လို့ရအောင်လုပ်ထားရလို့လည်းသိရပါဗျာ မော့ကိုဖန်တီးခဲ့တဲ့သူတွေကသူတို့ကိုပိုင်အချိန်နဲ့ပတ်စံတွေကိုသုံးပြီးတော့ဖန်တီးတာဖြစ်တဲ့အတွက်ပထမတော့သူတို့ကို Coffee ဆိုတဲ့ Patreon လိုမျိုး website မှာလဆင်ပတ်စံပေးပြီးတော့ donate ရင်ဒီ Bully Online Mall ကိုစောပြီးတော့ကစားလို့ရ။ server ထဲမှာလည်းနာမည်ကအယောင်မတူတာအစရှိတဲ့ feature တွေရမယ်ပေါ့။ဒါပေမဲ့ဒီ mod ကတအားကိုလူသိထင်ရှားဖြစ်သွားခဲ့တဲ့အတွက်လူကြီးရဲ့အတွက်ဖြစ်သွားလာကြောင်းလား။ Rockstar ကိုပိုင်တဲ့ Take-Two Interactive ကတရားစွဲမှကြောက်လို့လားတော့မသိပါဘူး။အခုတော့အဲ့ဒါကိုသူတို့ဖျက်လိုက်ပါပြီ။ဒီ mod ကတကယ်ထွက်ရင်တော့အလုံး free ကစားလို့ရမှာပါ။ဒါပေမဲ့ mobile နဲ့ console မှာ first rate edition နဲ့ကစားသူတွေအတွက်ကတော့မျက်ရည်20ပါသူတို့မှာအဲ့ဒီ version တွေအတွက်လောက်ချင်ပေမဲ့လည်းနှစ်နဲ့ချီပြီးတော့ကြာပြီးတော့ကုန်ကျစရိတ်ကလည်းအရန်ကိုများမှာဖြစ်တဲ့အတွက်ဘလော့ဆယ်တော့ Steam ကဝယ်ဆော့လို့ရတဲ့ Bully Scholarship Edition အတွက်ပဲလုပ်နိုင်ပါသေးတယ်ဒီဇင်ဘာဒုတိယအပတ်ထဲမှာစောစောကပတ်စံပေးထားတဲ့သူတွေနဲ့ public ဆန်းသက်မယ်လို့သိရပါတယ်ပြီးတော့သူတို့ကတရားအစွဲမခံရအောင်ဘာ game file ကိုမှ down hand တာမျိုးမလုပ်ဘဲနဲ့ game နဲ့ကိုတိုက်ရိုက်သွင်းတဲ့ injection ဆိုတဲ့ပုံစံနဲ့ player တွေက mod ကိုထည့်ရမယ်လို့သိရပါတယ်ဖရီးဖြစ်သွားရင်တော့ကျွန်တော်ကတော့ဆော့ကြည့်ပါဦးမယ်အကဲလို့ PC မရှိလို့ဆော့လို့မရဘူးဆိုရင်လည်း ဲ့လောက်တော့ဖီးဖြစ်စရာတော့မလိုပါဘူး။ဒါဟာမော့သေးစားလေးသာဖြစ်ပြီးတော့တခြားပိုကောင်းတဲ့ role playing game တွေဝက်ပေါ်မှာအများကြီးပါ။ဥပမာ One State RP တို့ပါလို့ပေါ့။ဒီမော့လေးက Bully Franchise ကိုတကယ်ချစ်မြတ်လို့တဲ့သူတွေအတွက်လောက်ပါပဲ။တရားတော့ဆွဲခံရမယ်လေကျွန်တော်ကတော့မထင်ပါဘူး GTA Roleplay Server တွေဥပမာ Grand RP တို့ပါလို့ဆိုပတ်စံမှာရှာနေတာကို Rockstar ကလွှတ်ပေးလိုက်တာဆိုတော့သူတို့ကသူတို့တောင် GTA 6ကိုအခါ20လောက်တိလေးပြီးတော့တိုင်ပတ်နေတာ哦 GTA 6ကြီးထွက်ပြီးသွားရင်တော့ဖူလီတူးလေးမြတ်လာလိမ့်မလားလို့မျှော်လင့်ရင်းနဲ့အားလုံးစီမံကြပါစေခင်ဗျာနောက်ဗီဒီယိုတွေဆွေးနွေးမှာတွေ့ကြတာပေါ့